ားလုံးပဲမင်္ဂလာပါနှက်ဆိုင်ဘူနီကြောင်းလေးကိုမျှဝေပြီးတော့မှာဖြစ်ပါတယ်နှက်ဆိုင်ဘူနီရဆိုရင်ပြင်နေရာဒေတာလိုက်ပြီးတော့ဒါဆိုင်ဘူတဲ့နေစနစ်ဒေတာအကွဲလွဲပါတယ်ဒါ့ပေမဲ့ဒါအဓိကအကြဆုံးကတော့နှက်ဆိုင်တဲ့အချိန်မှာအပူချိန်20ဒီဂရီစင်တီဂရိတ်ရှိနေဖို့လိုအပ်ပါတယ်နှက်မရဆိုရင်ပြင်ဒါကနေမြေမာရောနုံမြေမာရောတက်ဆန်တဲ့မြေမာရောကောင်းစွာရှင်သန်ဖြစ်ထွန်းပါရဲ့။မြေငံနဲ့မြေအမျိုးအစားတွေမှာလည်းကောင်းစွာရှင်သန်ပါရဲ့ပေါ့နော်။ အဲနောက်တစ်ချက်ကတော့ဒါ nan site တော့မယ်ဆိုရင်ဒီလေ site ပြုခြင်းစနစ်ကိုအကြံပြုချင်ပါတယ်။နှက်မဆိုင်ခင်မှာ share စကားပေးပြောင်းနှက်အာလူးချက်တန်ဒီဝါစတဲ့ဒီနိုင်နေ site ထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းမှာပါတယ်။အဲနောက်တစ်ချက်ကအထူးသတိထားမယ်ဗောနောပေါင်းသက်ဈေး300တောင်းလို့ရှေ့ရ ီနံမှာပေါင်းသက်ရှိအများကြီးပေါ့နော်တုံးခဲ့တဲ့တောင်းဆိုဆိုလို့ရှိရင်တော့မြေဦးပြပြမို့တို့ရပါတယ်။ဘာလို့လဲဆိုလို့ရှိရင်ပေါင်းသက်ရှိအများကြီးတုံးတဲ့တောင်းတွေဆိုလို့ရှိရင်ဒါနှံ့အပွင့်စဝင်တဲ့ချိန်ကအပွင့်နေမတင်မင်းနဲ့ချွေကျသွားတာပေါ့။အဓိပ္ပာယ်မတင်မင်းနဲ့ဖြစ်တတ်တယ်ပေါ့နော်။ဒါရီယာဆိုလို့ရှိရင်ထွန်းနှုတ်ကိုရောကျစီတာကြောင့်မို့လို့ပေါင်းသက်ရှိတုံးလို့ဆိုရင်အထူးသတိပြုတင်ပါတယ်။နှမ်းဆိုင်တဲ့အခါမှာစိုက်ပေါင်းနဲ့စိုက်ပြူတာလည်းရှိတယ်၊ပညာတန်းကြားနဲ့စိုက်တာလည်းရှိတယ်။တချို့ကျတော့ ထွန်ရက်ပြီးတော့ site ပြရရှိရတချို့ကျော်လည်းမထွန်ရက်ဖ ೇನೆ ဒီတိုင်းပဲဒါ site လိုက်တာရှိရပေါ့เนาะ အဓိကကတော့ပညာတညနဲ့ site တွေတောင်းပြီးလဲ site ပေါင်းနဲ့ site တွေတောင်းပြီးဆိုရင်တော့ဒါပညာတညက15လက်မအနေလက်မ40တိရှိနေရမယ်နှမ်းဆီချတဲ့ကရိယာတွေနဲ့ဒါများတော့အဖြစ်အသုံးပြုပြီးတော့ဒါ site ရှိချင်ပါတယ်ပေါ့နော်ပေါင်းနဲ့ site ပြီးတောင်းပြီးဆိုရင်ကတော့ဒါနှမ်းရေးသွင်းတဲ့အခါမှာဒါအာပို့ပြီးတော့လွယ်ကူလာမယ်ပြီးရင် site ပေါင်းတွေကအဆိုတက်တွေဒါပုံမူထိမ့်သိမ်းလာနိုင်မယ်ပြီးရင် site ပေါင်းကအဆိုတက်များနေအပေါ်ဘက်ကမြေအနေငယ်ကိုဖေရှားပေးပြီးတော့ တန်ရာမြောင်းငလေးရဲ့နေရပူရှင်နဲ့ရေနဲ့အဆူဓာတ်တွေကိုငွေ့ပြန်အောင်အထောက်အကူပေးပါတယ်။မထွန်ရဖက်နဲ့စိုက်မဲ့တောင်မျိုးပေါ့နော်မထွန်မဲနဲ့စိုက်မဲ့တောင်မျိုးကြီးကျတဲ့အခါကျတော့မျိုးစိချဂရိယာနဲ့လည်းစိုက်ကြတယ်တချို့တော့လည်းတန်းဆွဲပြီးစိုက်တယ်ပေါ့နော်မထွန်မဲနဲ့စိုက်ပြတဲ့အရာမှာဒီကောင်းကျိုးလေးရှိပါတယ်သူရဲ့အာသာချက်တွေကတော့အများကြီးပဲပေါ့နော်အိုင်ဒီယာနေမှာအဓိကကတော့မြေပေါ်မှာရှိတဲ့ပင်ရင်းပင်ရည်ကဒါမြေတီလွာရဲ့အောက်မှာရှိတဲ့အဆူဓာတ်ကိုချရွှေ ထိမ့်သိမ့်ပေးတဲ့စိုက်ဧကများကိုမချောက်သေးသွားအောင်ခေါင်းစွာဒါထိမ့်သိမ့်ပေးတယ်ပြီးရင်မျိုးစည်းလွှာငွေပြန်ခြင်းနှမငွေများတဲမုံများရိုက်ခတ်ခြင်း၄ကြောင်းမျိုးစည်းလွှာတိုက်စားခြင်းကိုကာကွယ်ပေးပါတယ်မထုံမဲနဲ့စိုက်ရွေးခြင်းသည်နှမ်းစည်းအတွက်ခိုင်မာသောစိုက်ပေါင်များကိုဖြစ်စေပြီးမြင်များတွင်မျိုးစည်းများကိုဟိုရောက်တီရောက်မဖြစ်အောင်ကာကွယ်ပေးပါတယ် မထုံမဲနဲ့ဆက်ပြီးတဲ့အခါမှာအပေါ်ရံမြေသားကိုအများကြီးမတူးဆွမိဖို့အရေးကြီးပါတယ်။နှမ်းစီအညောက်ပေါက်ရအလွယ်ကူရန်ဒါနှမ်းမြေငယ်လေးအလင်းရောင်အလွယ်တကူရှိဖို့အပေါ်ရံရှင်းပြထားရုံတော့ပဲအဲလိုအပ်ပါတယ်။ထုံရက်ပြီးဆိုင်တဲ့တောင်တွေပေါ့နော်။ထုံရက်ပြီးဆိုင်တဲ့တောင်တွေဆိုရင်ကတော့ဒါထုံရက်ပြီးတော့တခြား မြေကိုပြုပြင်ထားတာဖြစ်တာကြောင့်မို့လို့အမြေစင်းရည်အားကောင်းပဲပြီးရင်အမြင့်ဆုံးမှာမာကျောတဲ့မြေကြီးလွာတွေရှိနေမယ်ဆိုအဲ့မြေကြီးလွာတွေကထည်ရင်းနဲ့နဲ့ပြုလို့ရှင်အားဖြင့်မြေကြီးလွာကိုခြေပြပြီးရဖြစ်တာကြောင့်မို့လို့သူကအမြေစင်းရည်ပို့ပြီးတော့အားကောင်းလာစီပါတယ်စိုက်ခန်းဒီမှာထည်ရင်းကပ်ပြီးတော့ပြုလုပ်တာမျိုးပေါ့နော်ထည်ရင်းပို့ခေါ်တာပေါ့အဲ့ဒါမျိုးဆိုရင်တော့ဒါအားမပေးပါဘူးကြိုတင်ပြီးတော့ထည်ရင်းတွေပြင်ဆင်ထားဖို့လိုအပ်ပါတယ်မြေဒီလာထဲမှာရှိတဲ့အစိုးရတက်ကိုလုံလောက်စွာမရရှိနိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုရင်ချက်ချင်းပြုလုပ်တဲ့ဒါမြေက ဟွာဒီကောင်းမီရဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်ပြီးတော့ဒါအပေါင်းမင်းများကိုလည်းဒါနှိမ့်နှိမ့်မှုလည်းလိုအပ်ပါတယ်ပြီးရင်အဆိုးဓာတ်ကိုလည်းထိန်းသိမ်းထားဖို့လိုအပ်ပါတယ်မိုးရွာသွင်းရင်ရေအနေငယ်သွင်းပေးခြင်းနှင်းငင်းကိုဒါအဲ့လိုမျိုးဒီလုံလောက်တဲ့အဆိုးဓာတ်တွေရှိနေဖို့အတွက်ဒါလုပ်ပြရမယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်လက်ရှိမိုးမြောင်ဆိုလို့ရှိရင်ဒါဟာခြေသွင်းပေးတာမျိုးတွေပါလေပြုလုပ်တင်ပါတယ်။ဆိုတော့ရှိမှအနှံ့မြန်ပို့ပြီးတော့အရှင်းပြပါရဲ့။ ကြည့်ရတော့ဒါ site နီးစနစ်လေးပြပြပါတော့အဓိကကတော့ဘယ်နီးစနစ်လေးပဲ site site ပေါ့နော်နန်းစီဟာအဓိကအဆိုးရက်ရှိနေဖို့လိုတယ်မြေဒီလွာထဲမှာမြေရဲ့မြေဩဇာတွေပေါ့နော်မြေဩဇာတက်တွေကျွဲဝနေဖို့လိုတယ်အပင်ပေါက်ဆော့ပြီးတော့အညောင်မပေါက်မှမှာဒါချက်မသွားဘူးအတွက်ပေါ့နော်အဲ့ဒါလေးတွေဟိုကတတိထားရမယ်မြေဒီလွာထဲမှာအဆိုးရက်ဒါဟိုကလက်မနေ၃လက်မလောက်ဒါအတွင်းရှိတယ်ဆိုရင်လုံတော့တဲ့အဆိုးဓာတ်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဒီအဆိုးဓာတ်လေးကိုလည်းတိုင်းတာလို့ရပါတယ် ။နန်းစီအားဘဲဖို့ဘဲဒီစိန်ညီဘဲကဲ့သို့ပေါ့နော်။အပေါ်မှာမြေထူထူနဲ့ဒါဖုံးလို့မရဘူးပေါ့နော်။အဓိကကတော့ခမီးလို့ညီပြန်ဖုံးတဲ့ခါမှာမြေတွေအများကြီးဖုံးမိမထားဘူးပေါ့နော်။အဲ့ဒါလေးအကျဉ်းပြုချင်ပါတယ်။အဲဘဲအချင်းဒီမှာပဲဖြစ်ဖြစ်ပေါ့နော်။နန်းမင်းတပင်ဒါရှင်းလင်းကြီးထွားဖို့အတွက်ပြီးရင်ဒါတပေအတွင်းပေါ့နော်။ဒါ ဟိုစိုက်တဲ့စနစ်လေးရှိပါတယ်။တပေအတွင်းမှာဆိုလို့ရှိရင်25ဇီယံနေ35ဇီထိချရပါတယ်ဗောနော်။ဘာလို့လဲဆိုလို့ရှိရင်အဲ့လိုမျိုး25ဇီယံနေ35ဇီထိချရတော့မှပေါက်တာ17ပင်19ပင်လောက်ပဲပေါက်ပါတယ်။တကယ်လို့ရိတ်သိမ်းလို့ရတဲ့အပင်က9ပင်နေ7ပင်ထိပဲရှိပါတယ်။အားကြောင့်မလို့မြေဒီလွားရဲ့အပူချိန်26ဒီဂရီစင်တီဂရိတ်လောက်ရှိမယ်။ပေါင်းသက်ဆေးကင်းစင်မယ်။အဆူတက်လည်းလုံလုံလောက်လောက်ရှိမယ်ဆိုရင်ဓပေမှာ20ကနေ30အထိအစီချရင်လုံလောက်ပါတယ်။ ဒါမျိုးစီကိုအဓိကစိုက်ပျိုးတဲ့အခါမှာပေါ့နော်။အထိုင်ကူရာမှာမှုရှိနေလူးနေပြီးတော့စိုက်ပျိုးလို့လာရပါတယ်။ဟိုတရေလောက်တဲ့အခါမှာတောင်သူတွေနေဒါခရီးကောင်းကောင်းလေးလုပ်ဖို့အတွက်လိုအပ်ပါတယ်။ခရီးကောင်းကောင်းလုပ်ရင်လည်းခရီးထဲမှာဒါ15ပတ်လည်မီရောသားကြီးထည့်တာမျိုးတွေပြီးရင်နောက်ချီထည့်တာမျိုးတွေ EM အပတ်ဖြန့်ပြီးထားတာမျိုးတွေဒါမျိုးတွေလုပ်ထားဖို့အတွက်လည်းအကြံပြုချင်ပါတယ်။ အဓိကကတော့ဒီဂျာပေါင်းလိုက်ပေးစီခြင်းနဲ့ပေါ့နော်။ဘာလို့လဲဆိုရင်ဂျာပေါင်းလိုက်ခြင်းကအကောင်းဆုံးဖြစ်ပြီးတော့အပင်ပေါက်ပြီးတော့သုံးဘက်ကနေလေးဘက်အတွင်းမှာဆက်ပြီးတော့လုပ်ငန်းလုပ်စီခြင်းပါတယ်ပေါ့နော်။အဲ့လိုမျိုးဂျာပေါင်းလိုက်တဲ့အခါမှာယာယီဥအေးလိုအပင်ဝါတာတွေပြီးရင်ခါးကြီးရာတွေအဲဒီပြီးရင်ကျွန်တော်ယူမဲ့ထိုးတာတွေပေါ့နော်။ပြီးရင် နန့်ဖူတွေပေါ့နော်ဒါမျိုးတွေကိုလည်းလာပြီးတော့အာတက်တာစီပါတယ်နောက်ထပ်ကတော့ဒါမျိုးသာကျွေးတဲ့ niche တွေပါမျိုးသာကျွေးတဲ့ niche တွေကတော့ဒါနန့်အထွတ်နှုန်းကောင်းမှုဆိုလို့ရှိရင် MBK အစာဟာရ၃မျိုးလုံးဒါဖြည့်ပြည့်စုံပါဒါကျွေးထားဖို့လိုအပ်ပါတယ်ပြီးနေกินနေရခြေနဲ့မြေတွေမှာပို့ပြီးတော့ရေးကြည့်ပါတယ်မျိုးသာများကိုနှစ်ကြိမ်ခွဲပြီးတော့ကျွေးကြည့်ကြပါတယ်မြေပြင်းတဲ့အချိန်နဲ့အနည်းပွင့်စပြီးဝင်တဲ့အချိန်မှာကျွေးစီလိုပါတယ်ညီကမှာကျွေးမယ်ဆိုလို့ရှိရင်တော့ဒါတရှိခံတဲ့မျိုးသားတွေကိုအသုံးပြုတင်ပါတယ် နှမ်းစီများကိုအစိချရပြီးမဟုတ်လားစိုက်ကြောင်းတစ်လျှောက်ပေါ့နော်မြေရောသာတစ်ခါပဲထည့်သွင်းခြင်းကိုဒါအမပြီးပါဘူးเนาะအဲ့ဒါမျိုးမလုပ်စီချင်ပါဘူးဘာလို့လဲဆိုလို့ရှိရင်နှမ်းစီများအပင်မပေါက်ချင်းပြည့်စီချင်းများဒါဖြစ်တတ်ပါတယ်။ဒါဆိုလို့ရှိရင်တောင်သူတွေကဒါမျိုးသာကျုံကျွနီရေပေါင်းသက်စီသုံးပုံသုံးနည်းရေပြီးရင် အထွန်ပြေးလုံလုံကြီးတွေအမေငယ်တရှိတော်မှာဒီလိုကြည့်ပါတယ်အဲ့ဒါတွေတည်သွားပြီဆိုတော့အဓိကအကြောင်းချက်ပေါ့နော်ရေးပေးတဲ့ niche နေလေးပေါ့နော်ရေးပေးတဲ့ niche နေရာဆိုရင်ပြင်ဒါ site ပေါ်နဲ့ site တောင်ပြေးဆိုရင်ကတော့ဒါမြောင်းနေရာနေပြီးတော့ရေးသွင်းထုတ်လေးပုံမှန်လုပ်စီချင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်နှမ်းမိမှာဆိုရင်ခါးရီလိုယူမဲလိုပေါ့နော်နှမ်းဖိုးလိုဒီလိုပြုရောဂါတွေကြားရပါတယ်ပေါ့နော်အဲဒီနှမ်းဖိုးလိုယူမဲလိုဒီခါးရီလိုပေါ့နော်အဲ့တော့ကတော့ပြည်သင်ဗီဒီယိုလေးထပ်ပြီးတော့လုပ်ပေးပါမယ်ပေါ့နော် ခုပြောပြချင်တာဒါအဲ့လိုမျိုးရေသွင်းရေထုပ်တွေလုပ်လို့လေ့ရတယ်လို့ဒါ spangler တွေ mixer တွေပေါ့အဲ့ဒါမျိုးတွေနေလဲဒါရေသွင်းရေထုပ်တွေလုပ်ပြီးလို့ရပါတယ်မျိုးစင်မြောင်ကိုလည်း transformer မှုစီယူနေပြီးတော့ဆိုက်ပြိုးတို့လည်းအကြံပြုတိုက်တွန်းခြင်းပါတယ်အဆလို့ရှိရင်နတ်မင်းတပင်ရှင်သန်ကြီးထွားဖို့အတွက်လုံလောက်တဲ့အပူချိန်မီယောစာထွန်တီးလုံနေပေါ့နော်ဒါမျိုးတွေသိရှိသွားလိမ့်မယ်လို့ယုံကြည်ပါတယ်အဲအဒီပွင့်နေပြီးရင်လုံလောက်တဲ့အစာဟာလိုက်ပေါ့နော်အဲဒါမျိုးတွေကျွဲသွားဖို့အတွက်လည်း မျိုးသားထည့်တာတွေရပြအားကြီးလိုက်တာတွေဘုန်းတော်ဒါမျိုးတွေတော့လည်းအကျံပြုလိုက်တွန်းခြင်းပါတယ်ရေသိမ်းပြီးရဲ့အခါမှာရေသိမ်းပြီးသားနှမ်းယူမြောက်လေမိရှုဖြစ်တာတို့လွန်ပြစ်တာတို့ဘုန်းတော်ဒါမျိုးတွေမလုပ်ခွင့်နဲ့အမ်ဒီဆွေးတွေပြန်လုပ်တာမျိုးတွေစိုက်ခင်းတွေကိုပြန်ထည့်ပြီးတော့မျိုးသားအဖြစ်အသုံးပြုတာမျိုးတွေအဲ့ဒါမျိုးတွေလည်းအသုံးပြုဖို့အတွက်အကျံပြုတိုက်တွန်းခြင်းပါတယ်အားလုံးကိုကျေးဇူးများရှိတင်ပါတယ်